မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီဆရာဘိတ်ကိုဆက်လက်အတိမတ်ပြုကြေညာဆောင်ဖြင့်နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီဆရာဘိတ်ကိုဆက်လက်အတိမတ်ပြုကြောင်းကြေညာဆောင်ပြလိုက်တဲ့ ယနေ့ဂျင်ပါလျက်ရှိတဲ့150ချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံအမှုဆောင်ကောင်စီစည်းဝေးကမြန်မာနိုင်ငံကိုစားပြုဖြင့်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကိုနိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့အဓိကဇနီးပတ်မိဖက်ဖြစ်ဆက်လက်တည်မှတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့ကြောင်းသိရတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ကမြန်မာနိုင်ငံမှာဂျပန်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကိုမြန်မာပြည်သူတွေရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်တည်မှတ်ပြုခဲ့ပြီးပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့်လည်းနိုင်ငံ IPU ညီလာခံအနေနဲ့စည်းဝေးကိုတက်ရောက်ခဲ့ပါတယ်။ ယခုဆောင်ဖြတ်ချက်ကဂျပန်စီအုပ်စုကတွေ့ရုံရွေးကောက်ပွဲကျင်းပရင်ကျင်းပထားတဲ့အချိန်မှာဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်သူ့လူထုကိုစားပြုကော်မတီက IPU ရဲ့အစည်းအဝေးတွေကိုမြန်မာကိုစားပြုပြီးဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်းမြန်မာရေဖြည့်ရှင်မှုမှနိုင်ငံတကာအတိုင်းဝိုင်းအခမ်းအကဏ္ဍကအရေးပါလာတကယ်သူမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုလက်တွေ့ကြပြီးရေရှည်တည်တံ့တဲ့ဖြည့်ရှင်မှုနဲ့ပတ်မိုးကူညီပေးရတဲ့စစ်မှန်တဲ့လွတ်လပ်မှုလုံခြုံမှုနဲ့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်ရနိုင်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာ တောင်းဆိုကြိုးပမ်းနေခြင်းကိုကမ္ဘာတစ်ဝန်းကသိမြင်ပြီးထိရောက်တဲ့အကူအညီရရှိ စဉ်အတွက်ပြည်သူတို့နဲ့ပြည်သူတို့ဆန္ဒကိုကိုစားပြုလျက်ကြိုးပမ်းသွားမိဖြစ်ကြောင်းပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်နေ။တို့ပြည်မြို့သားညီရေးဆိုရအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကလည်း151ချိန်မြောက်နိုင်ငံတကာပါလီမန်မျက်ညီနာခံမှာစက်တဲကာလာရီမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေကိုမြင့်တင်ခြင်းနဲ့လူသားချင်းစာနာမှုလုပ်ငန်းတွေကိုပံ့ပိုးကူညီခြင်းကောင်းစဉ်နဲ့ပြုလုပ်တဲ့ General Debate အစီအစဉ်ကိုတရားမေးခွန်းပြောကြားခဲ့ကြောင်းသိရတယ် အနုချင်းနိုင်ငံတိုင်းဝင်ကြီးတော်စင်မာမိတ်ခေါ်မှာမြန်မာဂျပန်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးရန်နိုင်ငံတော်တိုင်မေကာပေါ်ကိုတောင်းဆန်ဆိုကြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ဖန်စီကန်လွှတ်တော်ကိုယ်စားလှယ်ပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းချင်းချင်းမရှိလွတ်ပြီးတောင်းဆိုပြရန်မြေဒေသအလုံးမှာလူသားချင်းစာနာထောက်ထားရေးအကူအညီတွေချက်ချင်းအတားအဆီးမရှိရရှိနိုင်တောင်းဆိုပြရန်လင်းရင်နဲ့ နက်နက်နဲ့လင်းစီတင်ပို့မှုပိတ်ဆို့ခြင်းပါဝင်လုံဆောင်ရေးယူတန်ခတ်ပိတ်ဆို့မှုတွေကိုကြားမှတ်ပေးရန်လက်ရှိပြည်ပခောက်လက်တွေ့ကြရဖြစ်ရှင်မှုအတွက်မြန်မာဒီမိုကရေစီရာဇဝင်နဲ့တိုင်းဒါစုဖွဲ့တွေကိုပံ့ပိုးပေးရန်မြစ်တာရက်ကန်ပြောဆိုသွားတယ်။ဆလာပြောမြန်မာစေအုပ်စုရဲ့ဓာတုလက်နက်အသုံးပြုမှုကိုနိုင်ငံတကာကစောင့်ကြည့်အသံမကြီးဥကြုံမထွန်းတရိပ်ပဲမြန်မာနိုင်ငံမှာစေအုပ်စုရဲ့ဓာတုလက်နက်အသုံးပြုမှုခြေနေတွေကိုနိုင်ငံတကာကစောင့်ကြည့်ကစီမံရေးချမှတ်ထားတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာမြန်မာကိုယ်စားလှယ်အသံမကြီးဥကြုံမထွန်းကတရိပ်ပေးလိုက်ပါတယ် အော်တိုဘလ20ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအတွင်းတွင်ညီနာကလက်နက်ဖြတ်သိမ်းတဲ့နိုင်ငံတကာလုံခြုံရေးကော်မတီအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာပြည်နဲ့ကိုယ်စားလှယ်တပ်မကြီးဦးကျော်မိုးတွန်ကထိုးစိုးသတိပေးသွားခြင်းဖြစ်တဲ့မြန်မာနိုင်ငံမှာဆေးဥစုကတရားမဝင်ဆေးရနာသိမ်းပြီးနောက်ပိုင်းစစ်ဖက်ရဲဖက်နှမျိုးသုံးစစ်မှုဓာတ်ရုပ်ပစ္စည်းကိုလွှဲတကူပင်လွှဲသုံးစားပြုခဲ့ကြောင်းမြန်မာနိုင်ငံမှာဓာတ်ရုပ်လက်နက်အသုံးပြုမှုခြေအနေတွေကိုစောင့်ကြည့်ရတဲ့ဆေးဥစုပေါ်ကြိုတင်ကောက်ွယ်စီမံနေကြမဲ့ရည်တကြီးလွှဲနေကြောင်းတမန်ကြီးကထောက်ပြတယ်။ မြန်မာစစ်တပ်ကရခိုင်ရှိခဲ့တဲ့ဒါရုလက်နက်စီစဉ်နဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုမရှိခြင်းသတင်းပေါ်ပြချက်တွေအရစစ်တပ်က1980ပြည်လွန်နှစ်တွေကမြန်မာနိုင်ငံလေပိုင်းတောင်ပိုင်းမှာဒါရုလက်နက်ထုတ်လွှင့်စင်အုပ်တခုလည်းပတ်ခဲ့ကြအောင်2009ခုနှစ်မှာလည်းမြန်မာနိုင်ငံလေပိုင်းမှာတခြားစင်အုပ်တခုကိုထပ်မံတည်ဆောက်ခဲ့ကြအောင်ပထမစင်ယုံက NHI ပါဓာတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Sofa Mustang ကိုတော်လောက်ခဲ့ကြအောင်သူတော်လည်းရင်းစီစဉ်ကိုစစ်တပ်ကတခါမြကျင်ညာခဲ့ဖို့ခြင်းမရှိဘဲ CW ဆက်တောင်ဝတ်တရားကိုချိုးဖောက်ခဲ့ကြအောင်စစ်စဲဒီပြူတာရဲ့ဖြစ်စီမှုမရှိတဲ့အတွက်စစ်တပ်မှဓာတ်လက်နဲ့လက်ကျန်ပစ္စည်းရဲ့ပိုင်ဆိုင်မှုရှိမရှိမှာဆက်လက်မေးခွန်းထုတ်ဆရာဖြစ်နေကြောင်းအသံမကြီးကဆိုတယ်အကြမ်းဖက်မြန်မာစစ်အုပ်စုကဓာတ်ပစ္စည်းအသုံးပြုတဲ့တာတကားရဲ့မြင့်တက်လာခြင်းဆင်အာနာမသိမိကပင် စစ်တပ်ကဓာတ်ပစ္စည်းအသုံးပြုသူတန်တရားဖြစ်ပွဲတဲ့တွင်ထွက်ပေါ်ခဲ့ကြောင်းအာနာသိမ့်မြင့်နောက်ပိုင်းတော်လိုင်းအင်အားစုထိန်းချုပ်ဒေသရဲ့မပြင်းအမြင့်မြင့်ရုပ်ပုံ white force bar နဲ့ aluminium phosphate အပါဝင်ဓာတ်ပစ္စည်းကိုဖြင့်ကျဲပြန့်ခဲ့ပြီးရနောက်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ repentance နဲ့ပြုတ်ဝန်ခြင်းစရဲ့လက္ခဏာကိုစမ်းသပ်ခဲ့ရမှတ်တမ်းရှိကြောင်းအုပ်ချုပ်မှုတို့ကဆက်လက်ပြောဆိုရင် ထို့အပြင်ဆင်းစုကစီစဉ်တဲ့အတွေ့အော်ရွေးကောက်ပွဲမှာစစ်တပ်ကရဲသားတွေပေါ်တာလက်နက်တွေသုံးပြုခြင်းပါဝင်ရဆက်ကြံကြမှုများစွာအတွက်အပြစ်ပေးမခံရတဲ့ပြင်ဆက်လက်ကျူးလွန်နိုင်ခွင့်ပြုချက်ပေးလိမ့်မည်သာဖြစ်ကြောင်းထို့ကြောင့်၎င်းတို့၏အလိညာရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုညင်းပယ်ကန်ကွယ်ရဲ့ဂျပန်စစ်အုပ်စုထံကိုဆက်လက်နဲ့ပြင်ဆင်တိုက်လျင်စီတခြားသောရပ်ဘက်စစ်ဘက်နှမျိုးသုံးပြင်ဆင်နဲ့ဆက်ဆက်နည်းပညာစာရေးစင်းစစ်မှုအလုံးကိုဖျက်တိုင်ရဖော်ဝင်နိုင်ကအလုံးကိုတတ်မှတ်ကြီးကတောင်းဆိုပါတယ် ဆက်လက်ပြီးရေတံရှိမှာဒေါ်လိုင်းဖူပေါတက်ကစစ်တပ်စခန်းချုံတိမ့်ပပြီးနောက်လေကြောင်းတိုက်ခိုက်မှုဇက်တိုက်လှုပ်ဆောင်မှုဖုန်ကြီးကြောင့်စတင်ကြောင်းနဲ့နေများပြက်စီဘကိုရရေတံရှိမြို့နယ်ရာတင်ရရှိစစ်စခန်းတိုက်ခိုက်တိမ့်ပခင်ရပြီးနောက်ဂျပန်စစ်တပ်ကကြေအရီကိုစစ်တပ်လေဒီနဲ့နေရာစတိုက်ပေါ်ချက်တိုက်ခိုက်ခြင်းကြောင့်ဖုန်ကြီးကြောင့်စတင်ကြောင်းနဲ့နေဒီကပြက်စီကြောင်းဒေသပြည်သူတွေကပြောပါတယ်အော်တိုဘလ23ရက်နေ့22ရက်နေ့တို့မှာဂျပန်စစ်တပ်ကရေတားရှင်မျိုးနဲ့စစ်တောင်းမြေရှိပန်ရှိကြရတွေကိုစစ်တပ်လေဒီနဲ့နေရာစစ်တိုက်ပုံကျတိုက်ခိုက်နေခြင်းဖြစ်တဲ့ ဂျပန်စစ်တဲ့ဗိုလ်ချက်တိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိတော့လဲစတင်ကြောင်းဖုံးကြီးကြောင်းနဲ့နေအိမ်တွေထိခိုက်ဖြစ်စီကစစ်တမ်းမြေရှိဘက်ရှိကျေးရွာတွေမှာပြည်သူတွေဘေးလွတ်အထွတ်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။20ရက်နေ့ကစစ်ကွင်းစခန်းသိမ်းခံရတယ်။အဲဒါကိုရှုံးမဲ့မဲ့ပြီးလိုက်ကြရဒီနေ့ဆိုရင်တော့နေ့ရက်ရှိပြီ။မနေ့ကတည်းကဒီနေ့တည်းကစစ်တောင်းမြေရှိဘက်ကပြည်သူနေအိမ်နေအကြောင်းတွေကိုကြည့်ပြီးလိုက်ကြရပြည်သူတွေထိခိုက်တာမရှိဘူး။ဒါပေမဲ့ရွာထဲမှာမနေရတော့လို့ပြည်သူတွေတော့တိမ်းရှောင်နေရလို့ဒေသပြည်သူတောင်ကပြောပါရတယ်။ ော်တိုဘာလ20ရက်နေ့မှာရေးတာရှင်မြို့နယ်စစ်တောင်းမြေရှိဘန်ကန်ရှိရာသီကြီးအမအင်အား60ခန်းနဲ့အထိုင်ကျတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းတိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်ကတရင်မှုဒုဗိုလ်မှုကြီးညီလိုက်နိုင်ပါဝင်စစ်သား55ဦးသေဆုံးပြီးစစ်တုံးမန်နယ်ဖွဲ့စည်းရရှိကြောင်းတို့ပြေဂျပန်စစ်တပ်ဂျမ်းမာတိုင်ဆက်ကြီးတလုံး MA 11မျိုးစာတနက်တလက် MA 3မျိုးစာတနက်တလက် G3 မျိုးစာတနက်သုံးလက်60မမတလက်ပစ္စတိုတလက်60မမဂျင်ငါလုံးကြီးပေါင်း10ခုကြီးမျိုးစုံ အတောက်တထောင်ကန်နဲ့မီးဆက်တလုံးတွေကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါဗျ။နောက်ဆက်အပိတ်ကြရတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်။